မြန်မာဖော်လုံးချင်းပြည်သက်များအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒါကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကကျွန်တော်သတင်းထွက်ခဲ့တဲ့ဒါမလေးရှားလက်ရွေးစင်အသင်းကဒီဝေစားသားကစားသမား9ယောက်ကို fever ကနေပြီးတော့ပွဲပက်ပြစ်တာအပါအဝင်ဒဏ်ငွေပြစ်ဒဏ်တွေချမှတ်လိုက်တယ်ဆိုပြီးတော့ဒါကျွန်တော်သတင်းတွေထွက်ခဲ့တယ်ထွက်ခဲ့ပြီးတော့ဒီဒီနိုင်ငံသားတွေနဲ့ဒီရှင်ပြိုင်ကစားခဲ့တဲ့ BNN နဲ့မလေးရှားတို့ရဲ့အာရှဖလာချစ်စစ်ပွဲရလက်ကိုပါပယ်ဖျက်ခဲ့တယ်ပေါ့နော်ဒီသတင်းတက်လာတဲ့အချိန်မှာတော့ဒါတော်တော်များများလဲမြန်မာဖော်လုံး ရှင်ပြည်သက်တွေလည်းသိကြမှာပါဒါပေမဲ့အခုကနောက်ဆက်တွဲတည်ရင်ဘာတက်လာလဲဆိုလို့ရှိရင်ဒီ BNN နဲ့မလေးရှားနဲ့ပွဲစဉ်ရဲ့ရလဒ်ကိုပယ်ဖျက်တာတွေမဟုတ်ခဲနဲ့ဒီမလေးရှားအသင်းရဲ့ဒီအာရှဖလာချစ်စစ်ပွဲအုပ်စုပထမပွဲစဉ်ဖြစ်တဲ့ဒီနီပေါ်အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်ရဲ့ရလဒ်ကိုလည်း ြန်လဲပယ်ဖြတ်သွားမယ်ဆိုပြီးတော့တည်င်းတွေထွက်နေပါတယ်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဒါမြမဖလုံးလောကနဲ့လဲဒါဆက်ဆက်ပြီးတော့ကျွန်တော်တို့ဒီကိစ္စကိုကျွန်တော်တို့ခြုံငုံပြီးတော့ကျွန်တော်တို့တုံသက်ကြည့်ရအောင်အဲ့တော့ကျွန်တော်တို့ဒီမလေးရှားကကစားသမားပေါ့နော်9ယောက်ဒီမွေးစားသား9ယောက်ကဘယ်သူတွေလဲဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီလက်ရှိမလေးရှားစူပါလိ အသင်းကြီးတစ်သင်းဖြစ်တဲ့ဂျိုဟောအသင်းမှာကစားနေတဲ့ကစားသမား၃ယောက်လောက်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီစပိန်ကလပ်တွေပေါ့နော်စပိန်ကလပ်ကကစားသမား၂ယောက်နဲ့ဒီတောင်အမေရိကကလပ်ကကစားသမားနောက်ထပ်၂ယောက်လောက်ထပ်ပါသေးတယ်ပေါ့နော်အဲ့တော့စပိန်ကလပ်ဆိုလို့ရှိရင်ဒါကျွန်တော်စပိန်ကလပ်ဒီပိုတီပိုအသင်းပေါ့နော်ဒီဒီပိုတီပိုအသင်းဆိုလို့ရှိရင်လည်းဒါဘောလုံးပရိသတ်တွေတော်တော်များများရင်းနှီးကြနိုင်မယ်ဒီလိုအသင်းမှတော့မှပဲကစားနေတဲ့ ီကစားသမားတွေကဒီမလေးရှားလက်ရွေးစင်အသင်းမှာဒါမလေးရှားနိုင်ငံကိုကစားပြုပြီးကစားတယ်ပေါ့နော်အဲ့တော့စုစုပေါင်း9ယောက်ကဒီကစားသမားတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဂျိုဟောအသင်းက3ယောက်ပါတယ်ဒီပြောလို့ရှိရင်ကျွန်တော်တို့ဒီဒီပုတ်တီပေါ်ကစားသမားတဦးပါတယ်ပေါ့နော်အဲ့တော့ဒီကစားသမားတွေ9ဦးစလုံးကို fever ကနေပြီးတော့စစ်ဆေးမယ်အဓိကတော့သူတို့အနေနဲ့ကဒါမလေးရှားနိုင်ငံသားခံယူထားတဲ့ဆိုပေမဲ့ဒီမလေးရှားနိုင်ငံသားခံယူထားတဲ့ဆိုတော့စာရွက်စာတဲ့အချက်အလက်တွေကဒါပြည့်စုံမှန်ကန်မှုမရှိဘူးဆိုပြီးတော့ဒါအ သူတို့ကိုတစ်နှစ်တည်းတည်းပေါ့နော်လောလောဆယ်ရတော့ဒီလက်ရွေးစင်အသင်းနဲ့ပူးပေါင်းခွင့်မပြုဘူးလက်ရွေးစင်အသင်းလက်ရွေးစင်ကစားသမားဖြစ်နေဒီမလေးရှားနိုင်ငံကိုကိုစားပြုခွင့်မရှိဘူးဆိုပြီးတော့ဒါတစ်နှစ်တည်းတည်းစိုင်းကထားတယ်ပြီးသွားလို့ရှိရင်ဒါကျွန်တော်တို့ဒံငွေကဒေါ်လာ၄သိန်း3800ကျပ်အတိတိဒါမလေးရှားဘောလုံးဖွဲ့ချုပ်ကိုဖီဘာနဲ့ပြီးတော့ပြစ်ဒဏ်ချမှတ်ခဲ့တယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒါဒီကိစ္စကပြောမယ်ဆိုလို့ရှိရင်ရှက်စရာကိစ္စကြီးပြတ်တလားရှက်စရာဆိုတာကဘယ်လိုပြောရမလဲ သူတို့အနေနဲ့ဒါဟို VNL ကို forcing နဲ့နိုင်လိုက်တယ် forcing နဲ့နိုင်လိုက်တဲ့အချိန်မှာလည်းဒါမလေးရှားပြည်သက်နဲ့ VNL ပြည်သက်တွေကြားထဲမှာလည်းဒါကျွန်တော်တို့အခြေအတွေ့တွေဖြစ်ကြတယ်ဗျအပြန်လဲပေါ့ဗျာပွဲတွေဖြစ်ကြတယ်ပေါ့တရက်မလားအဲ့ဒီအချိန်မှာလည်းဘာဖြစ်လဲဆိုလို့ရှိရင်အဲကျွန်တော် BNM မှာကျတော့ကျွန်တော်ဒီမွေးစားကစားသမားတယောက်ရှိတယ်ဒါပေမဲ့လည်းဒီကစားသမားထိုင်ရာကြောင့်ကျွန်တော်တို့ကာလရှည်အားယူနေရတယ်အဲ့တို့ကြောင့်မို့ဒါ BNM မှာကလုံးဝကျွန်တော်တို့ VNM ကစားသမားတွေနဲ့ပဲမလေးရှားကိုရင်ဆိုင်ခဲ့တယ် ဒါပေမဲ့အဆိုပါပွဲစဉ်မှာဒါမလေးရှားကစားသမားကဒီ foreigner ပေါ့နော်ငွေစားသားကစားသမားက9ဦးလောက်ထိအတုံးပြူသွားပြီးတော့အဲ့ဒီပွဲစဉ်မှာကလည်းတကယ်ကိုမှ BNL အသင်းအနေနဲ့ဒီအဆက်ကွဲစရာရလတ်ပေါ့နော်၄ခုကူမရှိဆိုတဲ့ရလတ်နဲ့ဒါရှုံးနေခဲ့တာဖြစ်တယ် ဒါ BNI အသင်းနေကဒါမလေးရှားအသင်းကိုရှုံးနေခဲ့တာကသူတို့အသင်းရဲ့ပေါ့နော်တောက်လျှောက်ပေါ့နော်ကျွန်တော်တို့ဒီအာဆီယံကျွန်တော်တို့ဖလားမှာလဲကျွန်တော်ချန်ပီယံဖြစ်ထားရတယ်ကျွန်တော်တို့တောက်လျှောက်ပေါ့နော်ကင်ဆမ်စစ်လက်ထက် BNI အသင်းကဒီအာဆီယံဒေသအတွင်းကအသင်းတွေကိုရှုံးပွက်မရှိခဲ့တာဆိုလို့ရှင်တော်လေးကြားနေပြီပေါ့နော်ဒါပဲမဲ့လေဒါဒီမလေးရှားအသင်းနဲ့တွေ့ဆုံတဲ့အချိန်မှာအဆိုပါဆိုင်ရာကကျွန်တော်ပြက်ပြဲသွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာတော့ဒါ ကျွန်တော်စတာပေါ့အဲ့မှာအဓိကကတော့ဗာလဲဆိုလို့ရှိရင်ဒါကျွန်တော် BNN ပေါ့နော် BNN ကနေပြီးတော့ပဲဒါတိုင်လိုက်တာပဲမလေးရှားတိုင်တဲ့အချိန်မှာဒါမလေးရှားအဖွဲ့ချုပ်ကိုဒါ FIFA နဲ့စစ်ဆေးတယ်စစ်ဆေးတဲ့အချိန်မှာဒီလိုမျိုးကစားသမားတွေကိုဒါနိုင်ငံသားဖြစ်နေခံယူထားတဲ့ဒီစာရွက်စတဲ့အချက်အလက်တွေကပြည်စုံမှန်ကန်မှုမရှိဘူးဆိုပြီးတော့ဒါပွဲစဉ်ရဲ့ရလဒ်ကိုပါပယ်ဖြတ်လိုက်ပြီးတော့ဒါ BNN အသင်းကို၃ခုကိုမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ပြန်ပေးလိုက်တယ်ပေါ့နော်အဲ့တော့ဒါကကျွန်တော်ပြီးွားပြီပေါ့နော်ဒါ BNN နဲ့ကိစ္စ ဒါပေမဲ့လည်းဖက်ဖြစ်ချင်တော့ဘာဖြစ်လဲဆိုလို့ရှိရင်ဒါ BNR အတင်းနဲ့ကစားခဲ့တာကကျွန်တော်တို့ပြီးခဲ့တဲ့ကျွန်တော်တို့ဂျွန်လာထဲမှာကျွန်တော်တို့ကစားခဲ့တာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ဒီ BNR အတင်းနဲ့ကစားတဲ့ပွဲမတိုင်ရင်အရှိမအုပ်စုပွဲစဉ်တည်းဖြစ်တာမလေးရှားအတင်းကနီပေါ်အတင်းနဲ့ကစားခဲ့တယ်။ဒီပွဲစဉ်တော့ဒါကျွန်တော်တို့မက်ရှလာထဲမှာကစားခဲ့တာဖြစ်ပြီးတော့မလေးရှားအတင်းကနှစ်ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့အနိုင်ရရှိထားတယ်။ အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းမလေးရှားအသင်းအနေနဲ့ကဒီနိုင်ငံခြားသားပေါ့နော်ဒီလိုငွေစားကစားသမားတွေကိုကျွန်တော်တို့အဲ၄ဦးလောက်ထိပွဲထွက်လူစင်းမှာအသုံးပြုသွားတာကိုတွေ့ရတယ်။အဲ့တော့ဒီကိစ္စကိုလည်းဒါနီဘောဘက်ကနေပြီးတော့လည်းဒါတို့အနေနဲ့ဒါတို့အသင်းကိုအနိုင်ရလက်ပေးဖို့အတွက်ဒါ FIFA ထံကိုတို့အနေနဲ့တင်ပြနေတယ်။ဒါမလေးရှားအသင်းထပ်ပြီးတော့ဒီပွဲစဉ်ကိုပါထပ်ပြီးတော့ဒါအရေးယူခံရမလားထပ်ပြီးတော့အရှုံးပေးရမလားဆိုတာကတော့ဒါကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်။လက်ရှိမှာတော့ဒါကျွန်တော်တို့ဒီမလေးရှားတို့ BNN တို့ သူတို့ကစားနေတဲ့ဒီအာရှဖလာချစ်စစ်ပွဲကတော့ကျွန်တော်တို့အုတ်စု F ဖြစ်ပါတယ်အုတ်စု F မှာဒါမလေးရှား BN နဲ့ Lao နီပေါ်စတဲ့အသင်း၄သင်းကဒါအာရှဖလာချစ်စစ်ပွဲကိုရှင်းပြန်ကစားနေတာပါအုတ်စုပွဲစဉ်နှစ်ပွဲကစားပြီးတဲ့ချိန်မှာဒါမလေးရှားကဒါနီပေါ်ကိုနိုင်ထားတယ် VNL ကိုနိုင်ထားတယ် နှစ်ပွဲလုံးအနိုင်ရရှိပြီးတော့ဒါအုပ်စုထိပ်ဆုံးနေရာမှာရက်တည်နေတာပါအုပ်စုဒုတိယနေရာမှာကတော့ကျွန်တော် BNN အသင်းကရက်တည်နေပါတယ်တပွဲနိုင်တပွဲရှုံးပါတော့ကျွန်တော်အုပ်စုတတိယနေရာမှာတော့လာဝအသင်းကနှစ်ပွဲကစားတပွဲနိုင်တပွဲရှုံးနေကျွန်တော်ရက်တည်နေတယ်အုပ်စုအောက်ဆုံးနေရာမှာနီပေါ်အသင်းကတော့နှစ်ပွဲစလုံးကိုရှုံးနေထားပြီးတော့အုပ်စုအောက်ဆုံးနေရာမှာရက်တည်နေတယ်အဲ့တော့ကျွန်တော်တို့ဒီနီပေါ်နဲ့မလေးရှားပွဲစဉ်ရဲ့ရလတ်ကိုဒါဒါ BNN နဲ့မလေးရှားပွဲစဉ်ရလတ်လိုပဲပယ်ဖြတ်ပြီးတော့မှဒါနီပေါ်အသင်းကိုအနိုင်ပေးလိုက်မယ်ဆိုလို့ရှင်တော့ဒါ ကျွန်တော်ညီပေါ်အတွက်ကတော့တော်တော်လေးဝမ်းသာစရာပါเนาะတို့အနေနဲ့ဒါ play အနိုင်သုံးမဲ့ပြန်ရမယ်အဲ့တော့မလေးရှားအသင်းအနေနဲ့ကလည်းဒါလက်ကျန်အနေနဲ့ကကျွန်တော်တို့လာဝအသင်းနဲ့ကစားဖို့ကြံနေတယ်ပြီးရင်ကျွန်တော်ဒုတိယကြော့ပွဲစဉ်တွေဆက်လက်ရှင်းပြန်ရဖို့ရှိနေတယ်ဆိုတော့ဒါမလေးရှားအသင်းမှာကျွန်တော်တို့ကအဲမလေးရှားကစားသမားအစ်စ်တွေကိုပဲဒါကျွန်တော်တို့ပြန်ပြီးတော့မြင်တွေ့ရတော့မယ်အနေအထားမှာရှိတယ်ပေါ့เนาะအဲ့တော့ဒါလည်းကောင်းပါတယ်ဗျဒါတရားမျှတတဲ့ရှင်ပြန်မှုပါပဲဘာကြောင့်လဲဆိုလို့ရှင်ဗျာဒီမလေးရှားအသင်းမှာကျွန်တော်တို့ဒီ ီလိုမျိုး foreigner တွေကစားနေတာကြီးတကယ်ကြီးတိတာလေပြတလားဟိုဘာဖြစ်ကျွန်တော် ASEAN data တွင်းပြိုင်ပွဲတွေကြီးလိုက်လို့ရှင်လေအော် ASEAN data တွင်းပြိုင်ပွဲတွေလည်းမတူဘူးပြတလားမလားအဲ့လိုမျိုးကြီးကြီးရတာအဆင်မပြေဘူးအဲ့လိုမျိုးပဲကျွန်တော်တို့ Indonesia ဆိုတာဒါကျွန်တော်တို့ Indonesia နဲ့နည်းနည်းတော့မြခုံးတော့လှုပ်နေပြီပေါ့နော်ဒါပေမဲ့ Indonesia ကျွန်တော်တို့အနေနဲ့ကဒါဝီဇာသားတွေကိုတို့အနေနဲ့အခုလိုမျိုးမလေးရှားဖြစ်သွားတဲ့အချိန်မှာတို့သင်ခန်းစာယူပြီးတော့ဆော်ရွက်စာတဲ့အချက်အလက်တွေကိုတည်တည်ချာချာလေးပြင်ဆင်ထားမယ်ဆိုလို့ရှိရင်တော့ဒါ အင်ဒိုနီးရှားအနေနဲ့ကတော့လွတ်နိုင်ခြေတော့ရှိတယ်ပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒါအင်ဒိုနီးရှားအသင်းအနေနဲ့ကဒါကပတ်ဖလားခြေစစ်ပွဲကိုမှဒါဒါနောက်ဆုံးအဆင့်သူရောက်နေပြီပေါ့နော်။နောက်ဆုံးအဆင့်အထိကိုသူရောက်နေပြီ။ဒီနောက်ဆုံးအဆင့်၄သင်းမှာသူ့အနေနဲ့၂သင်းနဲ့ပါသွားမယ်ဆိုရင်သူ့အနေနဲ့ကလည်းဒါကောကပတ်ဖလားခြေစစ်ပွဲကိုအောင်မြင်မဲ့အနေထား။အဲ့တော့ဘလိုတွေဆက်ဖြစ်လာမလဲဆိုတာကတော့ဒါကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်။ဒါနိုင်ငံခြားသားမွေးစားသားကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဒါအာဆီယံဘောလုံးရုပ်ဝင်နယ်မှာဒါ ဒီမလေးရှားကကိစ္စလေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်နိုင်ငံမှာကလည်းတချို့သောလူတွေကဒါကျွန်တော်မြန်မာအသင်းမှာဒီမွေးစားသားကစားသမားအသုံးပြုဖို့ဆိုတဲ့လူတွေအသုံးပြုခြင်းနဲ့အသုံးပြုပေးပါဆိုတဲ့လူတွေပေါ့နော်ပရိသတ်တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီပရိသတ်တွေကိုကြောက်ကျွန်တော်နားမလည်နိုင်ဘူးဗျဘာကြောင့်လဲပေါ့နော်အော်ဘာကြောင့်နိုင်ငံเจ้าကိုတုံးခြင်းတာလဲဒီကြားတဲ့ဒီရှမ်းဦးနိုင်တက်ကမဆာကီကလည်းသူ့နိုင်ငံเจ้าနိုင်ငံသားပြင်သူကဟိုကံပဲပေါ့မြန်မာအသင်းအတွက်ဟိုမေးတဲ့လူတွေကလည်း ို့ဗါလဲနိုင်ငံသားဖြစ်ခွင့်ကြရကံမလားဗောကျွန်တော် training ခွင့်မလာရင်တော့မေးဘူးပါတယ်မမသိနေဒီမှာနိုင်ငံလေရေးစစ်တင်မှာကဲကံခွင့်ရကံမလားလို့မေးဘူးလေခုဒီမှာထပ်ပေးပဲဒီမှာထပ်ပေးစီဟုတ်ပါအားကိုးတာဗောတော့ဒါတခြားဒီလေရေးစစ်တင်နေဆိုကြားမှာပါကျွန်တော်တို့အင်ဒိုနီးရှားတို့ဘာတို့အကုန်လုံးကဒီလိုမှရှိပြီဒါလေသာသမားတွေအဲ့လိုမျိုးမြန်မာမှာအခုမြန်မာလူရင်းစင်မှာကံပဲဆိုရင်ကံခွင့်ရရင်ကံကျင်လား ခံခွင့်ရရဆိုခံကျင်လဲဆိုခံကျင်တယ်အဲပရမကျွန်တော်လည်းဥစ္စာလည်းကျွန်တော်လည်းဇာကပြောပြလိုက်ပြီသူကလုတ်ပေးမယ် password ကျွန်တော် password နဲ့ပြန်ပြန်ပေးမယ်ဆိုတော့သူကလုတ်ပေးမယ်လို့ဆိုတော့သူလည်းစောင့်နေကျောအမှန်တကယ်ဆိုမေးစရာမလိုတာကျွန်တော်မတ်ဆကီလိုအနေထားမျိုးဗျာမတ်ဆကီလိုလူမျိုးတယောက်ကဒါကျွန်တော်တို့ဒီမြန်မာလက်ရွေးစင်အသင်းကိုကိုစားပြုဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူး ဟိုသူ့အနေနဲ့ကအ ਨੇ ဆုံးဗျာနည်းနည်းထိုင်းနဲ့ဆက်တာဂျပန်နဲ့ဆက်တာအာရှရုပ်နည်းနည်းပေါင်းနေတော်သေးတယ်။ဒါပေမဲ့သူ့အနေနဲ့ကကျွန်တော်တို့လည်းလုံးဝကွဲပြားနေတယ်ဗျာလုံးအာဖရိကန်ကြီးဖြစ်နေတယ်။အဲ့တော့သူ့အနေနဲ့ကမြန်မာလက်ရွေးစင်အသေးကိုကိုစားပြုဖို့ကတော့လုံးဝမဖြစ်နိုင်ဘူး။ဒီမြန်မာစကားပြောတာလေးကတော့ချစ်ဖို့ကောင်းတယ်။အဲကြိုက်လဲကြိုက်တယ်ပေါ့တော့သူ့ရဲ့စကေးပန်းအောင်လဲ။ဒါပေမဲ့ဒါကျွန်တော်တို့လက်ရွေးစင်ကတော့ဒါဖြစ်ဖို့ဆိုတာကတော့ဒါ မဆာကီအနေနဲ့မဖြစ်နိုင်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒါကျွန်တော်မြန်မာနိုင်ငံမှာကဒီမဆာကီကိုလက်ရွေးစင်မှာနေရာပေးဖို့ထပ်ဒီလူငယ်ကစားသမားလေးတွေဘောလုံးကွင်းထဲမှာအမြဲရှိဖို့ဒီလူငယ်ကစားသမားလေးတွေကံဖို့ဘောလုံးကွင်းကောင်းကောင်းတွေရှိဖို့ဒါတွေကကျွန်တော်တို့နိုင်ငံမှာအရင်ဆုံးလိုအပ်နေတာပါ။ကျွန်တော်နိုင်ငံမှာအခြေခံဘောလုံးကွင်းကောင်းကောင်းမွန်မွန်တော်မှာပဲကျွန်တော်တို့ရက်ကွက်တိုင်းမျိုးနယ်တိုင်းမှာမရှိဘူးပေါ့နော်။အဲ့တော့ကျွန်တော်တို့နိုင်ငံမှာကဒီမွေးစားသားခေါ်ယူဖို့ကိစ္စထပ် ကျွန်တော်တို့ကတခြားဦးစားပေးလှုပ်ဆောင်ရမယ့်ကိစ္စတွေအများကြီးရှိနေပါတယ်အခြေခံဘောလုံးကွင်းတွေကစားသမားတွေကျွန်တော်လူငယ်ကလေးတွေအများနဲ့ဘောလုံးကစားလို့ရမယ့်နေရာတစ်ခုအဲ့ဒီနေရာတွေကကျွန်တော်ရက်ွက်တိုင်းမြို့နယ်တိုင်းမှာရှိတင်ပါတယ်ဒါမဲ့ဒါကျွန်တော်တို့ရက်ွက်တွေမြို့နယ်တွေမှာလက်ရှိရှိနေတဲ့ဘောလုံးကွင်းတွေကဆိုလို့ရှိရင်ဒါတော်တော်လေးကိုစုပ်ပြတ်ဟောင်းနှွမ်းပြီးတော့ဒါတချို့ဘောလုံးကွင်းတွေဆိုလို့ရှိရင်ဒါဖျားပွဲစေးကျင်းပါတဲ့နေရာတွေဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်နိုင်ငံမှာကလည်းဒီမွေးစားသား ိစ္စနဲ့ပတ်သက်လာရင်တော့ဒါကျွန်တော်အနေနဲ့ကတော့လုံးဝအောင်မှာဒါမွေးစားတာမခေါ်ယူသင့်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီမွေးစားတာခေါ်ယူမဲ့အစားကိုယ့်ရဲ့ပြည်ရင်းကကိုယ့်ရဲ့ဒီမြမာကလေးငယ်လူငယ်လေးတွေကိုပို့ပြီးတော့တိုးတက်အောင်လို့မျိုးပေါ့နော်ဒီဘောလုံးအကစားနဲ့ပတ်သက်ပြီးတော့တိုးတက်အောင်လို့ကျွန်တော်တို့ဘယ်လိုမျိုးတွေဆောင်ရွက်သွားမလဲအဲ့ဒီအကြောင်းအရာကိုပဲကျွန်တော်တို့ကပို့ပြီးတော့ဦးစားပေးသင့်တယ်ပေါ့နော် ဲ့တော့ကျွန်တော်အနေနဲ့ကဒါမလေးရှားအသင်းရဲ့ဒါဖြစ်ရက်ကိုသင်ခန်းစာယူပြီးတော့ဒီဝေးစားတာကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအဲကျွန်တော်တို့လက်ရွေးစင်အဆင့်မှာလည်းဒါကျွန်တော်တို့မြန်မာလက်ရွေးစင်ပေါ့နော်မြန်မာလက်ရွေးစင်အဆင့်မှာဒီဝေးစားတာပပျောက်ရေးကိုလည်းဒါကျွန်တော်အနေနဲ့ကဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒါမြန်မာလက်ရွေးစင်အသင်းမှာဝေးစားတာပါလာမယ်ဆိုလို့ရှိရင်ဒါကျွန်တော်ကလက်မခံတဲ့အထဲမှာပါတယ်ပေါ့နော်အခုကြည့်နေတဲ့ပရိသတ်တွေကရောကျွန်တော်ဒီဝေးစားတာတွေကိုမြန်မာလက်ရွေးစင်အသင်းမှာပါလာမယ်ဆိုရင်ရောလက်ခံမလား ဒီမဆာကီကိုရောမြန်မာလက်ရွေးစင်အသင်းမှာပါစေချင်တာပေါ့နော်ကောမန့်မှာမှတ်သွားလို့ရပါတယ်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်